အလုံးပဲမင်္ဂလာပါအရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့နှုတ်ပတ်တော်အဖြစ်ဆင်ခြင်ခွာယူဖို့ရန်အတွက်ရှင်လုကခရုအခန်းကြီး27အခန်းငယ်တက္ကနဲ့အလေးထို့နောက်ကိုတော်သည်မျှော်ကြည့်၍ငွေရတတ်တော်သူတို့သည်အလှူဒါနကိုဘာနာတိုက်ထဲသို့တွင်းချသည်ကိုမြင်တော်မူ၏စီးရဲသောမုဆမတယောက်သည်လည်းဂျင်းဤဒင်္ဂါနှပြကိုတွင်းချသည်ကိုမြင်တော်မူလျှင် ငါမှန်ကန်ဆိုဒီကထိုစင်းရဲသောမုဆုမဒီအခြားသောသူပေါင်းတို့ထက်သာ၍တွင်ချပြီအကြောင်းမူကားထိုသူပေါင်းတို့သည်မိမိကြွေဝသောစည်းစိမ်ထဲကထို၍ဖျားရခင်ဤအလှူတော်ဆုတဲ့သို့တွင်ချကြ၏ထိုမိမ့်မမူကားအလှူစင်းလဲလျက်ပင်မိမိအသက်မွေးစရာဥစ္စာရှိသည်များကိုတွင်ချလေပြီဟုမိတော်မူ၏နုကပတ်တော်အားဖျက်ရောက်ခြင်းစီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ ဒီနေ့ငွေရတတ်တော်သူဆိုတာကတထေကိုပြောတာဖြစ်ပါတယ်ဒီတထေနဲ့မုဆိုးမရဲ့အလှူဒါနဒီနှစ်ယောက်ရဲ့ဒီနှစ်ဦးရဲ့အလှူဒါနပေးကမ်းခြင်းတဲမှာဒီစင်ရဲ့သားမုဆိုးမရဲ့အလှူဒါနကိုသခင်ယေရှုကတိမှတ်ပြုပေးတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်ဘာကြောင့်ယေရှုကစင်ရဲ့သားမုဆိုးမရဲ့ဘာနာတိုက်ထေသောအခြားသောသူပေါင်းတို့ထက်သာ၍ သွင်းချပြီလို့ပြောတာလဲဆိုရင်ဒီမုတ်ဆုံးမကစင်ရဲပဲမဲ့လေသူရှိတဲ့အရာကိုရှိသမျှကိုပေးနိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဒီနေ့ဒီနေရာမှာကြည့်တဲ့အခါမှာဘေးရာကိုအဓိကထုတ်ပေါ်နေလဲဆိုရင်နှလုံးသားကအဓိကဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ကိုရောကဒီ နှစ်ဦးရဲ့နှလုံးသားကိုကြည့်တဲ့အခါမှာရှစ်သမျှကိုစွန့်နိုင်တာတဲ့နှလုံးသားထဲကစီထွက်တော့အရာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့တမန်ကျမ်းစာကလူသည်စိတ်ရှိသည့်အတိုင်းနှုတ်မတက်တယ်တဲ့လူကစိတ်မှာရှိတဲ့အရာကိုနှလုံးသားထဲမှာရှိတဲ့အရာကိုပဲပြောတတ်တယ်တဲ့ဒါကြောင့်လူက စိတ်မှာရှိတဲ့အရာနှလုံးသားထဲမှာရှိတဲ့အရာကိုပြောတတ်တဲ့လူဖြစ်တယ်။စိတ်မှာရှိတဲ့အရာကိုလုတ်တတ်တဲ့လူဖြစ်တယ်။စိတ်မှာရှိတဲ့အရာကိုပဲဘေးကန်းတတ်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီနေ့အသက်တာထဲမှာစင်ချင်းစရာကဒီမို့ဆိုမကသူရှိတဲ့အရာနှလုံးသားထဲကရှိတဲ့အရာကိုအကောင်းဆုံးသောအရာကိုဘုရားရဲ့ဘာနာတိုက်ထင်မှာထူထမ်းထားတယ်ဆိုတော့ကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့လူက နှလုံးသားထဲမှာရှိတဲ့အရာကိုထွက်တတ်တယ်ပြောတတ်တယ်ပြီးကန်းတတ်တယ်လှုပ်ဆောင်တတ်တဲ့အတွက်ကြောင့်မိတ်ဆွေတင့်ရဲ့နှလုံးသားထဲကလှုပ်ဆောင်နေသောအရာအလုံးဖြစ်ပါစေလို့ဒီနေ့နှုတ်ကပတ်တော်အဖြစ်နှိုးဆော်လိုပါတယ်အဲ့ဒီစင်ရဲသားမို့ဆိုမကအလွန်စင်ရဲပေမဲ့ဥစ္စာရှိသမျှကိုတွန်းချ၍တဲ့အခြားသောသူပေါင်းတို့တဲ့မိမိတို့ကျွေးဝသောစိတ်တွေကနှုတ်ရွေတဲ့တွန်းချသောကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ တခြားသောလူများကအပိုရှာနေသေးကထုတ်ပြီးတော့မှသဘောတရားလောက်နဲ့ပြီးတယ်ဆိုတဲ့အရာကိုပြောနေရချင်းပဲဖြစ်ပါတယ်။ဒါကြောင့်တင်ကဘယ်ဘယ်လိုပုံစံမျိုးနဲ့တင်ဖျားကိုချင်းကနေလဲကျွန်တော်ဒီနေ့ဒီနေရာမှာကတော့လူတန်းချင်းနဲ့ပတ်သက်တဲ့အရာကိုပြောနေပေမဲ့ကျွန်တော်ရဲ့တက်တာထဲမှာပြန်လဲပြီးတော့မှစင်ချင်းစရာကဘယ်လိုနှလုံးသားမျိုးနဲ့ဖျားကိုချင်းကတာလဲတင်က ဘလို့နှလုံးသားမျိုးနဲ့ဖះဆင်မှာတွားနေတာလဲတင်ကောင်းကြီးခံစားခြင်းလို့လားဒါမှမဟုတ်လောကမှာတရင်ကခဏခံစားရမယ်ဒီစီစဉ်ဥစားကြောင့်ဘာဝန်တာလားဆိုတာတင်းရဲ့နှလုံးသားကြည့်တဲ့ဖះရှင်ဖြစ်တယ်မိတ်ဆွေတင်းဘလို့ပုံစံမျိုးနဲ့ပါဝင်လဲဘလို့ပုံစံမျိုးနဲ့ချင်းကနဲ့လဲဘလို့ပုံစံမျိုးနဲ့တင်ဖျားစင်မှာတွားနေလေဆိုတဲ့အရာက ဖခင်ကကြည်နေတာဖြစ်ပါတယ်ဖခင်ကစိတ်ဝင်စားနေတာဖြစ်ပါတယ်တချို့သောယုံကြည်သူများကပေးကမ်းခြင်းမှလည်းမြန်မြန်ရချင်လို့ပေးကမ်းတယ်မြန်မြန်ကောင်းကြီးမြန်မြန်ခံစားချင်လို့ပေးကမ်းတယ်ဆိုတော့ကိုကျွန်တော်တွေ့ရပါတယ်ဒါကလည်းတစ်ဖက်ကနေ့ ကြည့်မယ်ဆိုရင်တမချန်းစာရပြောမယ်ဆိုရင်အနည်းငယ်သောမျိုးစိတ်ကျေသောသူသည်စပါးနည်းငယ်သာရိပ်ရမည်များစွာသောမျိုးစိတ်ကျေသောသူများစွာရိပ်ရမည်လို့တမချန်းစာကတွင်တင်ထားပါတယ်ဒါပေမဲ့အဲ့ဒီအရာကိုအောက်မှာဆက်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ဆက်ပြီးတော့မှအဲ့ဒီလူတိုင်းနဲ့ကိုယ်အလိုအလျောက်လှူရ၏တဲ့နှမျောသောစိတ်နဲ့မလှူရမလှူဘဲမနေရ ုစိတ်ထင်နဲ့မလို့ရတဲ့အကြောင်းမူကစေတနာစိတ်နဲ့လှူသောသူကိုသာဘုရားသခင်နှစ်သက်တော်မူ၏လို့ပြောပါတယ်အဲ့ဒီအတွက်ကျွန်တော်နှမျောသောစိတ်နဲ့မလို့ရမလူပဲမနေရဟုစိတ်ထင်နဲ့မလူရတဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြီးတော့ဘေးကမ်းပါရဲ့လှူတော့လှူတမ်းပါရဲ့လှုပ်ဆောင်တော့လှုပ်ဆောင်ပါရဲ့တို့တော့ နှလုံးသားမပါတဲ့လှုပ်ဆောင်နေခြင်းအခြေအနေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့စေတနာစိတ်နဲ့လှူတော်သူကိုသာဖျားခြင်းနှစ်သက်တော်မူ၏တဲ့ဖျားနာမပုံကြီးပါစေတင့်ရဲ့နှလုံးသားထေကစီးထွက်တဲ့အရာကို ကိုရောကနှစ်သက်တာဖြစ်တယ်နှလုံးသားထေကပါဝင်တဲ့အရာကိုကိုရောကနှစ်သက်တာဖြစ်တယ်ဒါကြောင့်မိတ်ဆွေတင်လှုပ်ဆောင်နေတဲ့အရာတိုင်းကိုပြန်လဲစမ်းစစ်စေခြင်းတယ်အော် ကိုကမလူပဲမနေရမလုံဆောင်ပဲမနေရသဘောတရားလောက်နဲ့လုံနေတဲ့သူလားဒါမှမဟုတ်ဖះကိုချစ်ပြတော့မအိုးငါအတွက်ကိုရောလုတ်ပြီးခဲ့တဲ့အရာအတွက်ဂျေဇုတင်တယ်သဘောနဲ့ကိုရောကိုပေးတင်တယ်ကိုရောတလုတ်ပေးတင်တယ်ဆိုတော့ကိုရောကိုချစ်တဲ့စိတ်နဲ့လုတ်တာလားဆိုတော့ပြန်လဲဆန်စစ်ဖို့ဒီနေ့နှိုးဆော်ခြင်းပါတယ်ဒီနေ့ဒီနေရာကလှူဒန်းခြင်းမှာစိတ်နှလုံးသား ီအဓိကဖြစ်တယ်လို့ကျွန်တော်ပါဝင်တဲ့နေရာကန္တအတိုင်းမှာနှလုံးသားပါစွာနဲ့ပါဝင်ဖို့လိုပါတယ်။သင်ကဖျားချောင်းသွားတာဒီဖျားကိုချစ်တဲ့နှလုံးသားနဲ့သွားဖို့ပဲဖြစ်ပါတယ်။ကျွန်တော်ညီမောင်မတို့အခွင့်ရရချင်းလို့မဟုတ်ရပါဘူး။နေရာရချင်းလို့မဖြစ်ရပါဘူး။လူများချင်းမွန်ခံချင်းနဲ့စိတ်နဲ့ပါဝင်ချင်းမျိုးမဖြစ်ရပါ။တည့်ရပါဝင်စက်ကနေချင်းဟာဖျားကိုချစ်တဲ့နှလုံးသားနဲ့ ပါဝင်ဖို့ပဲဖြစ်ပါတယ်တုတ်တန်21ထဲမှာလူတို့ဒီမိမိတို့ကျင့်သမျှတော့အစ်စ်တို့ကိုနှစ်တက်တက်ဤထာဝရဘုရားမူကစိတ်နှလုံးတို့ကိုချိန်တော်မူဤရစ်ပူသောခြင်းကိုနှစ်သက်တည်ထက်ဖြောင်းမစွာပြုခြင်းတရားသဖြင့်စီရင်ခြင်းကိုထာဝရဘုရားနှစ်သက်တော်မူဤလို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ဘယ်ဘယ်အမှုကိုပြုသည်ဖြစ်စေ ဘေးရကိုလှုပ်သည်ဖြစ်စေဘေးကန္တမပါဝင်သည်ဖြစ်စေဖះကိုချစ်တဲ့စိတ်နဲ့နှလုံးသားပါစွာနဲ့ကျွန်တော်ပါဝင်ဆက်ကပ်ဖို့ဒီနေ့ဘေးကံဖို့ပါဝင်ဖို့လှုပ်ဆောင်ဖို့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အနေငယ်နှိုးဆော်လိုပါတယ်ရောက်ချင်းစီတိုင်းပေါ်ဖះခင်ကောင်းကြီးပေးပါစေ။